မြင်းမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်ကိုလက်အင်ကဆုံရှုံသွားရတဲ့သူတွေရဲ့အကြောင်းနဲ့မြင်းမြုံမိုင်းအနေရကိုဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာအတူတူလေ့လာကြည့်ကြရအောင်မြင်းမြုံမိုင်းအနေရမြင်းမြုံမိုင်းတွေကြောင့်ကိုလက်အင်ကဆုံရှုံသွားတဲ့သူတွေရဲ့အဖြစ်ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာနဲ့သူတို့ကိုဘယ်လိုအကူအညီပေးနိုင်မလဲဘယ်လိုအကူအညီကြပါမလဲမြင်းမြုံမိုင်းဆိုတာမြေကြီးထဲမှာမြုပ်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတစ်ခုပါ လူတယောက်ဓမ္မမဟုတ်ရင်သစည်းဖြတ်သွားမိတဲ့အခါပောက်ကွဲမှုဖြစ်ပြီးပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရနိုင်ပြီးတော့အတက်ကိုပါဆုံးရှုံးနိုင်ပါတယ်။ညမြုံမိုင်းကြောင့်ခြေတော့လက်ဓမ္မမဟုတ်တခြားကိုလက်အင်္ဂါအစိတ်ပိုင်းတစ်ခုခုဆုံးရှုံးသွားတဲ့သူတွေဟာအသက်ရှင်နေပေမဲ့သူတို့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားတာပါ။ထိခိုက်နစ်နာသွားရတဲ့သူတွေရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံရမှုတွေကိုလည်းလေ့လာကြည့်ကြရအောင်။သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာပြင်းထန်ပြီးတော့ နာတာရှည်နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။လမ်းလျှောက်ဖို့မတတ်ရဖို့ခုံဖို့အရာဝတ္ထုတွေကိုစုပ်ကင်ဖို့ကစားဖို့ဓမ္မမဟုတ်လေးလံတဲ့အလုပ်တွေမှာလုပ်ကင်ဖို့စတဲ့ရေရှည်လှုပ်ဆောင်မှုဆံရအခက်အခဲတွေကိုဖြစ်ပေါ်စေရတွေးရပါတယ်။သူတို့ဟာလမ်းလျှောက်ဖို့အလုပ်လုပ်ဖို့နေ့စဉ်လှုပ်ရှားမှုတွေလုပ်ဖို့အခက်အခဲတွေကိုစိန်ခေါ်မှုတရက်အနေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။စိတ်ပိုင်းဆံရထိခိုက်မှုတွေကရောဘာတွေဖြစ်မလဲ။မြင်မြုံမိုင်းကြောင်းထိခိုက်ခံစားရတဲ့သူတွေဟာ ဆိုရင်စိတ်စိတ်တကြချင်းစိတ်တန်ရာနဲ့အခြားစိတ်ကြမ်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ဒါအပြင်မြင်မြုပ်မိုင်းကြောင့်ကိုယ်လက်အင်ကာဆုံးရှုံးသွားရတဲ့လူအချို့ကသူတို့ရဲ့အခြေအနေကြောင့်လူအများကြားမှာမနေရဘဲအထီးကျန်ဆန်နေတတ်ပါတယ်။အိဆက်ချင်းဆိုင်ရာအခက်ခဲစိတ်ခံစားမှုပြောင်းလဲလာခြင်းအစာအသောက်ပြတ်ခြင်းအာယုံဆူဆိုက်ဖို့ခက်ခဲခြင်းစားတဲ့မတူညီတဲ့အဆင့်တွေနဲ့ကြုံတွေ့နိုင်ပါတယ်။ အခုလိုမြေမြုပ်မိုင်းတွေကြောင်းရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရနေရတဲ့သူတွေကိုခွဲခြားတာတွေမရှိဘဲတန်းတူအခွင့်အရေးပေးပြီးစာနာဖေးမှရပါမယ်။မြေမြုပ်မိုင်းတွေကြောင်းရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတဲ့သူတွေဟာတာမန်လူတွေထက်စိတ်ပိုင်းဆိုင်ရာပိုထိရှလွယ်သူတွေဖြစ်တဲ့အတွက်သူတို့ကိုတန်းတူညီမျှဆက်ဆံပေးပြီးစိတ်သက်ကိုထူထောင်နိုင်အောင်ကူညီပေးဖို့လိုအပ်ပါတယ်။စာနာနားလည်မှုပေးပါသူတို့ခံစားနေရတာတွေကိုနားလည်ပြီးကျင်နာစွာဆက်ဆံပါ။ သူတို့ရဲ့စိတ်တန်ရာကိုစိတ်ရှည်တီးခံစွာစာနာပေးပါ စိတ်သက်ခွန်အားပေးပါ အားပေးပါသူတို့ရဲ့စွာအားတွေကိုအတိအမှတ်ပြုပါအနိုင်ကျင့်တာပြည့်ရဲ့ပြုတာမျိုးလုံးဝမလုပ်ပါနဲ့အလုတ်ကိုင်းရနိုင်အောင်ကူညီပေးတာတင် जा ပေးတာ နေထိုင်ရေးအတွက်အထောက်ပံ့ပေးတာတွေဟာသူတို့ဘဝကိုနှောင့်နှမရှိအောင်ကူညီနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်ဒီလိုဆိုရင်မြေမြုံမိုင်းအန္တရာယ်တွေကိုဘယ်လိုကြိုတင်ကာကွယ်ကြမလဲကျွန်တော်တို့ အနေရှိတဲ့နေရာတွေကိုရှောင်ရပါမယ်အရင်ကတိုက်ပွဲဖြစ်ပွားခဲ့ဘူးတဲ့နေရာမိုင်းရှိသည်ဆိုတော့ဆိုင်းဘုတ်ရှိတဲ့နေရာဒါမှမဟုတ်တတိပိန်နမိတ်ပုံရှိတဲ့နေရာတွေကိုရှောင်ရပါမယ်စစ်ဖြစ်ခဲ့ဘူးတဲ့ဒေသဘုံပေါက်ကွဲဖူးတဲ့နေရာဒါမှမဟုတ်အနေရရှိသည်လို့ရေးထားတဲ့ဆိုင်းဘုတ်ရှိတဲ့နေရာတွေကိုဘယ်တော့မှမသွားပါနဲ့လမ်းကြောင်းတွေကိုပဲသွားပါလူသွားများတဲ့လမ်းကားလမ်းဒါမှမဟုတ်လုံခြုံရေးတတ်မှတ်ထားတဲ့လမ်းကြောင်းတွေအတိုင်းပဲသွားပါလမ်းဘေးဒါမှမဟုတ်လေကွင်း တောဆက်တွေထဲကိုဘယ်တော့မှဖြတ်မလျှောက်ပါနဲ့။တတိထားเสียအရာတွေကိုဂယုစိုက်ပါ။နေရာတကာဆွန့်ပစ်ထားတဲ့တန်တို့တန်ဆစစ်ပစ္စည်းဒါမှမဟုတ်ပုံမှန်မဟုတ်တဲ့အရာဝတ္ထုတွေကိုတွေ့ရင် လုံးဝမထိပါနဲ့။အဲ့ဒါတွေဟာမြေမြုပ်မိုင်းဒါမှမဟုတ်ပောက်ကွဲစေတဲ့ပစ္စည်းတွေဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့အမြဲတတိထားဆင်ခြင်နေရပါမယ်။တတိပေးချက်တွေကိုနားထောင်ပါ။ဒေတာဆိုင်ရာအာဏာပိုင်တွေနဲ့အန္တရာယ်ကင်းရေးအဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့တတိပေးချက်တွေကိုအမြဲတမ်းဂရုစိုက်နားထောင်ပါ။ မြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေပြန့်နှံ့တည်ရှိတဲ့နေရာမှာရောက်နေတယ်လို့တန်တရာရှိနေရင်လမ်းလျှောက်ချင်းမှာချက်ချင်းရပ်ပါလှုပ်ရှားမှုမပြုပါနဲ့တခြားသူတွေကိုအကွာအဝေးတစ်ခုမှနေစေပြီးကိုယ်အနီးအနားကိုမလာဖို့တတိပေးပါမြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုထိကင်ချင်းဒါမှမဟုတ်အနာချင်းကတ်တာတွေကိုမလုပ်ပါနဲ့ကိုယ့်ရဲ့အနောက်ဘက်ကိုဂယုတစိုက်တေးချကြည့်ပြီးကိုယ့်ရဲ့ခြေလမ်းတိုင်းနောက်ကိုပြန်လှည့်ပါအနေရရှိတဲ့နေရာရဲ့အကြောင်းကိုရွာကောင်းဆောင်တွေနဲ့ရက်ရွာမှာလူတိများတဲ့ပုံကိုယ်တွေ တငယ်ချင်းတွေမိသားစုနဲ့အခြားသူတွေကိုအတိပေးအကြောင်းကြားပြီးအခြားသူတွေကိုလည်းပြောပြဖို့တိုက်တွန်းပါဒီမြေမြုပ်မိုင်းတွေရဲ့အန္တရာယ်ဘာတွေလဲဆိုတော့မြေကြီးထဲမှာပုံကွယ်နေတာမို့မျက်စိနဲ့မြင်ဖို့ခက်ခဲပါတယ်ဒါအပြင်သူတို့ကိုဖျက်ဆီးမပစ်သေးတဲ့တွေနှစ်ပေါင်းများစွာအလုလုနေနိုင်ပါတယ်ဒီမြေမြုပ်မိုင်းတွေဟာကလေးတွေဆော့ကစားတဲ့နေရာလေယာမြေလမ်းနဲ့တောနီးရာအနီးမှာရှိနေတတ်တာမို့ဘသူမဆိုအနေရနဲ့ရင်ဆိုင်နိုင်ပါတယ်မြေမြုပ်မိုင်းတွေဟာတနာရီအတွင်းအသက်ဆုံးရှုံးစေသလို သဘောအလုံးအပြောင်းအလဲဖြစ်စေတတ်ပါတယ်။အနည်းငယ်ကိုတိပြီးရှောင်ကျဉ်နိုင်ဖို့ကာကွယ်နိုင်ဖို့ကျွန်တော်တို့အားလုံးအတွက်အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။